ကျွန်တော်ဒီနေ့မျှော်ပြမှာကတော့ကျွန်တော်တို့ shape တွေပေါ့နော်ပုံလေးတွေဆွဲထားတဲ့ shape တွေအဲ shape တွေဘယ်လိုလှည့်မလဲပေါ့အလှည့်နေချိန်မှာ anchor point ဆိုတာဘယ်လိုလုပ်မလဲပေါ့နော်အဲ့ဒါတွေဒီကြားရှင်းပြပေးပါမယ်နော်ဒီပုံစံလေးနဲ့နမူနာလောက်ပြပေးပါမယ်နော်အဲအခုဒီမှာမြားလေးရှိတယ်အကောင်လေးကို나이လက်တန်လဲတယ်လို့မျိုးလှည့်မယ်ပေါ့အဲဒီမှာပြ slide လေးလာမယ်ပေါ့နော် လည်းလာပါပေါ့ဒါလေးလုပ်မယ်ပေါ့နော်အဲဒါလေးလုပ်ပြမယ်အဓိကအန်ခါပွိုင်းကိုရှင်းပြချင်တာပေါ့နော်အခုကျွန်တော်ပုံတော်ပုံအင်ဆက်ကနေထည့်လိုက်တယ်ပေါ့တက္ကနာကျပုံလေးနှစ်ပုံထည့်ထားတယ်အင်ဆက်ကိုသွားတယ် shape ကိုသွားတယ်ပြီးမှကျွန်တော်ဒီမှာကိုဆွဲချင်တဲ့ပုံတော်ပုံကောက်ထည့်လိုက်ပေါ့အဲဆွဲတဲ့ချိန်မှာအရေးကြီးတာက shift ကိုနှိပ်ထားရမယ်နော် shift ကိုနှိပ်ထားပြီးဆွဲတဲ့အချိန်ကျမှသူကညီညာညာလေးသူ့ရဲ့စိုက်တာဖြစ်မှာပေါ့နော်ဟုတ်ပြီဒီမှာဒီမှာအဝါလေးတွေပါတယ်ဒီအဝါလေးတွေကိုနှိပ်လိုက်ရင်ကိုယ့်ရဲ့ပုံကိုကျင်းနာကျေတာလုပ်လို့ရတယ်နော်သူ့မှာဆိုလည်းအဲ့တိုင်းပဲဒါလေးကိုနှိပ်ရင်လည်းကျင်းလို့ရတယ်နော်ဟုတ်ပြီဒီလောက်ဆိုရင်တော့ပေါ့ပဲဒီထဲမှာဒါလေးကိုတို့ rotate လုပ်မယ်လှည့်မယ်ပေါ့နော်ပုံမှန်ဆိုဒါလေးနဲ့တုံညာလေးတို့တွေကဒါဆိုရင်ညာဘက်ကို90ဒီဂရီဆောင်းတယ်ဒါဆိုရင်ဘယ်ဘက်ကို90ဒီဂရီဆောင်းတယ်ပေါ့ ဒီကောင်ကဖလစ်ဆိုအပေါ်နောက်နဲ့ပြောင်းပြန်လာတာပေါ့ဒီကောင်ကဒီမှာဒီလိုင်းနဲ့အပေါ်မှာခေါင်းကဒီပေါ်မှာရှိရအောင်မနာချောင်းရှိရပေါ့နော်အဲ့ဒါကျွန်တော်တို့ကဒီမှာဗာတီကန်လောက်တဲ့အချိန်မှာခေါင်းကအောက်ရောက်သွားတယ်နော်တချောင်းကအောက်ရောက်သွားနှချောင်းကပေါ်ထွက်သွားတော့ဟုတ်ပြီအဲ့ဒါဒါဆိုမျိုးလုံးမမြင်တော့ဘူးငါသူ့ကိုသူ့ကိုအဲ့ဒါနေ့တည်းလက်ကြောင်ရိုတိတ်နော် right 90လောက်လာပြီကဲဟိုဒီဖုန်းနဲ့ထွက်သွားပြီဒီချွန်လေးကိုဒီဘက်ကိုထားခြင်းနဲ့ဆိုရင်သူဘာလုပ်ရမလဲဆိုတော့သူ့ရဲ့ပြန်နေ rotate ထဲမှာဟုတ်မလား ထောင်ရဲ့အတိုင်းလှည့်ကျင်တာဖြစ်တဲ့အကြောင်းမလို့ horizontal ရောက်သွားလိုက်ဒါဆိုတာလည်းမဖြစ်တော့နော်ဒါမျိုးဒါလည်းရအောင်အခုသူ့ကိုပြန်ပြီးဒီနှစ်ခုအပေါ်မှာထားတော့အောက်မှာထားမယ်ဆိုရင်ကျွန်တော်တို့ကပြန်လှည့်ရမှာဗာနဲ့ပဲဆို90ပြန်လှည့်ရမှာပေါ့အဲဆိုရင်ဒီ rotation မှာခလုတ်လေးခုရှိတယ်ဖယ်ဘက်ကို90ဆောင်းတယ်ညာဘက်ကို90ဆောင်းတယ်အာ vertical flip ထိုးတယ် horizontal flip ထိုးနော်အဓိကက flip ဆိုတာဆန့်ကျင်ဘက်လောက်လိုက်တာပေါ့နော်ဒီလိုဆန့်ကျင်ဘက်လောက်လိုက်တာပေါ့အဲဆန့်ကျင်ဘက်လောက် နော်ဒီကောင်တွေကျတော့မသိတာလို့လို့ဆင်းကြပုံများလေပြန်ဟုတ်ပြီအဲ့ဒါဒီကောင်လှည့်ခြင်းပဲဒီကောင်လှည့်ခြင်းရင်သူကလှည့်ရင်ဒီနေရာလေးကနေရမှာနော်ဒီလိုလှည့်ရတော့အဲ့လိုလှည့်ထင်မှာမယွ့သွားတဲ့အမှတ်တမှတ်ရှိရင်အဲ့ဒီနေရာအလေအမှတ်ပေါ့စန္ဒာအမှတ်ပေါ့ဒီနေရာလေးမှာရှိတယ်အဲ့ကောင် anchor point လို့ခေါ်တာပေါ့နော်တစ်ချက်ပြန်ကြည့်ကြည့်မယ်ကျန်နေမှာဘလို့ပဲလှည့်လေအဲ့ဒီနေရာလေးကမယွ့ဘူးပို့ပြီးတော့မြင်တာအောင်ထပ်လှုပ်ကြည့်ကြတဲ့ဆိုရင်အဲ့ဒီကောင်ကိုကြောင်တင်ထားမယ် ကျွန်တော်အင်းဆက်ကနေပြီးရှိပ်လေးတခုထည့်လိုက်မြင်အောင်ပြချင်တဲ့ဘောလားအဲ့လိုနဲ့လက်မြန်ဒီထဲမှာစိတ်တိလေးတခုဆိုရက်ကျွန်တော်အဲ့ဒါအောင်ပြောင်းလိုက်မှာပေါ့ဗျာဒါတည်းလိုလိုက်တော့ဒီစပေါ့လေးရဲ့ဒီအသေးလေးရဲ့နှစ်ခုပေါ့အဲ့နှစ်ခုကိုတို့ကစန်တာတိတိကျအောင်ထားမယ်အလိုင်းမင်းနဲ့ပေါ့အလိုင်းရုံနဲ့တယ်စန်တာနှိပ်လိုက်ရင်ပညာစန်တာခွဲတာဖြစ်သွားပြီနော် ပြီးရင်သူတို့ပဲယူတာပြီးအလိုင်းထဲမှာပဲအပေါ်အောက် top ကဲ bottom ရဲ့အလဲမှာထားရမယ်တယ်ပေါ့အဲ့လိုလိုလိုက်ရင်ဒီကောင်အလဲတဲ့ထဲမှာရှိနေရောအလဲတဲ့ထဲမှာရှိနေရင်သူတို့ကကိုကျွန်တော် group လောက်လာ group လောက်ဒါမျက်လုံးလုံးမမြင်တာအောင်လုပ်ပြရတဲ့ပေါ့နော်ဒါလေးတော်ပြီသူ့ကိုပြန်လှည့်ကြည့်မယ်အဲ့အဲ့လေကောင်အမှတ်လေးရမရှိပါဘူးလားနော်အဲ့ညာလေးမရှိပါဘူးအဲ့တန်းလေးပဲလည်နေဘေးကိုမရွှေ့တော့ဘူးဟုတ်ပြီအဲ့သဘောတရားပဲじゃんဒီနေရာအန်ခါပွိုင်းလေးခေါ်တာပေါ့ ဟုတ်ပြီသူတို့လှည့်ရင်လည်းအဲ့ပုံစံလားဖြစ်မှာပဲနော်ကျွန်တော်အခုဒီဒီထဲမှာရှိတဲ့ insert save ထွက်သွားမယ်ကျန်လို့တခုနဲ့လိုက်ဒီလိုလေးပဲအလွယ်လိုက်လိုက်အဲ့ကောင်လေးမှာကျွန်တော်ဒီမှာအယောင်ထည့်လိုက်အဲ့တော့ကျွန်တော် site ကမှတည်သေးတယ်မှာ site ကိုလိုပြင်လို့ရနော်အဲ့ပြင်လို့ရတယ်ရပီဒီပုံနဲ့ထိတာရပေါ့ဒါဒီ shape လေးတွေညမှာဆွဲထားမယ်ဒါတော့ပြင်သေးကြအောင်ဆိုပြီးခုနလိုပဲနှစ်ပုံလုံးယူ အလိုင်းထဲမှာစန္ဒာထားမယ်။နောက်အလိုင်း top bottom မှာကျတော့ measure ထားပြလိုက်။အဲဒီကောင်အလဲကျသွားရင်အပူပြီးသေးသေးသေးချင်တဲ့ဒီကောင် group လောက်ဝင်လာလိုက်။သူ့လည်းလက်ကြည့်ပါမယ်။ဟိုမှာဘလူလည်းလည်းအဲ့နေရာလေးကမရှိတော့ဘူးနော်။အဲ့နေရာလေးအလဲတဲမှာရှိနေတယ်။ဒါအဲ့ဒီနေရာအန်ခါ point လို့ခေါ်တာပေါ့။ဟုတ်ပြီအဲ့ဒါဆိုပြဿနာပဲချိန်တက်မလဲဆိုတော့ကျွန်တော်ကဒီပုံနေလောက်မယ်လို့စိတ်ကူတာလေ။ဒီပုံနေလောက်မယ်ဆိုဒီမှာကအလုံးတစ်လုံးပါမယ်။ ဒီမှာအချောင်းချောင်းပါမယ်ဘသူတို့ကိုကျွန်တော်ဘယ်လိုလှည့်မလဲအားစဉ်းစားကြည့်အောင်အဲဒါကျွန်တော်က insert ထဲသွားတယ် shape လေးထဲသွားတယ်ကျွန်တော်ဒီမှာအချွန်လေးတစ်ခုဆွဲမှာဒါမျိုးလေးပေါ့ဒါမျိုးလေးတစ်ခုဆွဲလိုက်ပေါ့ဒီအချွန်လေးကိုကျွန်တော်လှည့်ဒါလေးကိုလည်အောင်လုပ်မယ်ဒါလေးကိုလည်အောင်လုပ်မယ်သူ့ကိုဒီလိုသွားလှည့်ရင်ဒီနေရာသွားလှည့်ရင်အလေးကောင်းမှလည်နေအောင်လေး ဒီပုံလေးရဲ့ဒီအလဲကောင်းနေဟာလဲနေဖြစ်နေအဲ့တော့အဲ့ဒီနေရာမှာလဲကျင်တာမဟုတ်ဘူးကျွန်တော်ကနော်အဲ့တော့ကျွန်တော်ကအဲ့ဒီနေရာမှာဒီလိုဒီလိုဒါဒါဒါဘာလို့တော့နားမလားနော်အဲ့ဒီလိုလေးမလောက်ထားဘူးပေါ့အတိုင်းမထားလိုက်တော့ဒါရှိတယ်မှာအဲ့အောက်မှာအလုံးတလုံးထည့်ပြလိုက်မြင်မြင်သာပါအောင်ဆိုပြီးတော့အင်းဆက်ကိုသွား shape ကိုသွားဒါလေးဆွဲပြလိုက် ရှေ့ကလီနေပြီးတော့ဆွဲလိုက်တော့ညီပါရနော်ဟမ်အရှိမနေတာတော့သူကအလုံးဝမညီဖြစ်နေတာရှေ့မနေတာအလုံးဝညီတယ်ဟုတ်ပြီသူတို့နှစ်ခုသူတို့နှစ်ခုလူတိပေးတာလားအဲ့ဒါထိပါရပေါ့ကဲဟုတ်ပြီအဲ့ဒါသူဟမ်အဲ့လိုကြည့်ရတယ်သူတို့နှစ်ခုတခါလေဒီမန်းရှိတ်တရားနေသွားပြင်ရင်လည်းပြင်လေမို့လေဒါပေါင်းလိုက်တာတခုတည်းဖြစ်သွားတာပေါ့နော် ာဒီအချိန်မှာကျွန်တော်တို့လှည့်တဲ့အချိန်မှာလှည့်ဘလို့လှည့်လဲအလင်မှာပဲလင်နေရောပဲနော်ဒါပေမဲ့သူကအဲ့ဒါလေးကိုမြင်သာအောင်နောက်ထပ်လုပ်ကြည့်မယ်ဒါလေးကိုပဲ copy ကုလာမယ် control c control v ပေါ့နော်ဒါပေါ်ထုတ်လိုက်ပြီဟုတ်လားသူ့ကိုကျွန်တော်တို့အယောင်ပြောင်းထားလိုက်မယ်မျက်လုံးမမြင်သာဟုတ်ပြီသူ့ကိုအောက်ကိုဒီအချုံလေးထားခြင်းတကြောင်မလို့ rotate ကိုပဲသွားဒါလေးနှိပ်ပြလိုက်တာနဲ့နော်ဒါလေးနှိပ်ပြထားလိုက်တာနဲ့သူကအောက်ရောက်သွားကဲအဲ့ဒီလုံးလေးနဲ့ဒီလုံးလေးနဲ့လို့ထပ်ထားလိုက် မလိုတော့နော်ဒါသူတို့နှစ်ခုထပ်သွားပြီနော်နော်ဘေးဒီလည်းကြီးရနော်ထပ်သွားပြီအဲဒီလိုကတိကြနေပေါ့ကြနေတဲ့ချိန်မှာအိုင်းနှစ်ခုလုံးယူရအိုင်းနှစ်ခုလုံးယူလိုက်အိုင်းနှစ်ခုလုံးယူတဲ့ကျွန်တော် group လောက်လာ group လောက်လာအဲ group လောက်တဲ့အချိန်ကျရင်တော့သူကဒီလိုလှည့်ရင်သူ့ရဲ့အလယ်အမှတ်ကပြောင်းသွားတယ်လေခုနနေရာလေးပေါ့ဒါအလွယ်ဆုံးအန်ခါ point ကိုပြောင်းလိုက်တဲ့နေပေါ့ ပြီးကမှဒီနေရာလေးကိုကျွန်တော်တို့အယောင်ပြောင်းမယ်ဒီကောင်လေးကိုပဲနော်ဒီရှိရကောင်လေးကျွန်တော် fee မလောက်တော့ဘူးပေါ့ no fee ပေါ့ no fee ပေါ့အဲ့လေကောင်မလေး shape outline မထည့်တော့ဘူးဆိုတော့ no outline ပေါ့ no fee နဲ့ no online လောက်လိုက်တော့ကျွန်တော်တို့ကတစ်ခုတည်းရှိနေလို့ထင်ရတယ်တကယ်တော့မဟုတ်ဘူးဒီမှာလည်းတစ်ခုရှိမယ်ဒီအောက်မှာတစ်ခုရှိမယ်ပေါ့နော်အဲ့ဒါသူ့ဥမာကျွန်တော်တို့ကလှည့်မယ်ဆိုရင်တော့သူကဒီလိုလေးလည်နေမှာပေါ့အဲ့ဒါဆိုရပြီဒီပုံစံလေးကိုယူသွားမယ်ပေါ့သူကနော်နားလည်မလို့ဇာပါနော် ။အပီဒီအရလေးယူထားမယ်။ကျွန်တော် slide တစ်တစ်ချက်ယူလိုက်မယ်။ဒီ balance slide လေးလေးနော်။အဲ balance slide ကိုကျွန်တော်ခုနကဒီကောင်လေးဆွဲထည့်ထားလိုက်။အဲ့လိုဆွဲထည့်ထားလိုက်။ဒါလေးပေါ်ပြီပေါ့။ဒါပေးစပ်။ဒါဟုတ်ပြီ။ပြီးရင်သူကဒီမှာရှိနေမယ်။ကျွန်တော်တို့က shape လေးတစ်ခုဆွဲမယ်ပေါ့။ဝိုင်းလေးဆိုတော့나이လက်တံပုံစံလဲ့တာကိုလိုချင်တာဟုတ် အဲ့တော့အဲ့ဒါကိုပဲထုံနေတိုင်း shift လေးနှစ်တယ်ဖိဆွဲတယ်ဆွဲတယ်ပြီးကမှအာပြီးကမှသူလွတ်လာမယ်ပေါ့နော်လွတ်လာမယ်ဒါလွတ်လာပြင် shift လေးနှိုက်ထားမယ်နော်ပြီးကမှကလေးကိုလွန်ရင်လွတ်မယ်ပြီးမှ shift ကိုလွတ်မယ်ပေါ့နော်ဒီလိုဆွဲရပြီပေါ့ဒါကိုကျွန်တော် site ကိုကြိုက်လို့ပြင်လို့ရနော် site ကိုဘယ်မှာပြင်လဲဆိုတော့ဒီ format ထဲကိုသွားဒီညမှာလေး နော်ဒီမှာလည်းကြွကြတယ်ပြန်လာအဲ့ဒါဆိုင်လေးမှာဆိုင်ပေါ့ဒါဟုတ်ပြီသူ့ကိုကျွန်တော်တို့ကအပေါ်ပုံစံလိုမျိုးလေးဖြစ်အောင်ဆိုကျွန်တော်ဖေးကိုမထည့်တော့လို့လာပါနော်ဖေးမထည့်တော့ဘူးသူ့ကိုဒီစားကိုထည့်ရမယ်အလယ်မှာဖေးကရှိတ်ဖေးဖြစ်နေအဲ့ရှိတ်ဖေးမှာ no ဖေးလို့လာနော်အဲ sorry sorry သူကသူ့ကို no ဖေးလောက်မှာမဟုတ်ဘူးသူ့ကိုသူ့လောက်မှာသူ့မှာဖေးမှာ no ဖေးလောက်ထားလာသူအဖြူရောင်းခံနေတော့ကြောင့်မလို့ ဒီကောင်လူဖို့မမြင်ရပြန်တယ်ဒါဆိုရင်ကွဲသွားပြီနော်ဒီအချိန်မှာဆိုရင်ကျွန်တော်တို့ကဒီအလုံးလေးကသူတို့နှစ်ခုကိုဆန္ဒထားပြလိုက်ပေါ့အဲ့လိုတော့မမြင်တော့ဘူးအလိုင်းတော့မင်းမြင်ရပြန်ဒါဆိုသူတို့နှစ်ခုကအလေကျသွားပြီနော်အလေကျသွားပြီအလေကျသွားသူ့ကိုကျွန်တော်ကလှည့်ခြင်းပဲဒီကောင်လေးကိုနိုင်လက်လက်လှည့်မယ်ပေါ့နော် အဲ့ဒါမှာ rotate ကိုသားမယ်90နဲ့ကြလားအော်ဒါလေးလောက်နိုင်လေး flip အဲ့ဒါ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 ဒီကြောင့်ဒါယူလက်တယ်လက်လို့ပုံနဲ့လက်လို့ရပြီအဲ့လိုလက်တဲ့အချိန်မှာကျွန်တော်ဒီမှာဒီလုံလေးကိုအဲ့ပုံစံနဲ့လောက်တယ်နော်ပြီးမှပြန်မှာ shape တစ်ခုဆွဲတယ်ဒီမြင်းနှင်းလေးထည့်မှာဒီမြင်းနှင်းလေးထပ်ထည့်ပြမှာနော်ဟုတ်ပြီဒီမှာကကျွန်တော်ကဒီမြင်းကိုဆွဲတာနည်းနည်းလေးသိရပါလားအဒီအလုံးအမဲကြောင်းလိုက်တော့မှာကျွန်တော်ကပြန်မှာဘောအောင်ပြင်လို့လောက်အောင်ဆိုပြီးတော့ င်းသွားမယ်တုံထုံနာမနလွန်မဲ့ထားပြလိုက်ပြီးရင်ဒါအောင်လေစံတာထားပြလိုက်အဲ့ဒါကောင်ညီးသွားပြီအဲဒီဘုန်းကတည်းကသူ့ကိုကျွန်တော် rotate လုပ်မယ်ဆိုဘယ်လိုပဲပြောပြောအဆင်ပြေသွားပြီနော်အဲဟုတ်ပြီအဲ့တော့ဘေးကနေပြီးတော့ဒီချောင်းလေးဒါလေးထည့်ခြင်းပဲအဲ့ဒါထည့်ရလဲမခတ်ပါဘူးကျွန်တော်တို့က insert ပါမယ် ရင်မထိုက်ရင်သူ့ကိုသူ့ကိုလှည့်တဲ့ဟာလေးကိုရင်လောက်ပြတာနော်သူ့ကို copy ကိုမယ် paste လုပ်မယ်ပေါ့နော်အာသူ့ကိုကျတော့ဘယ်လိုလဲမလဲဆိုတော့တခါလေးသူ့ဒီပုံစံရှိနေရာကနေပြီးတော့သူ့တခါလေးမှလှည့်ထားလိုက်မယ်ကော်တီကြောင်းအရင်လောက်ထားလိုက်အဲဒါကော်တီကြသွားပြီဆိုတော့ကျွန်တော်မှဒီ format တွေသွားနော်ရိုတက်ကိုသွားညဘောနဲ့ဒီဘောကိုသွားနားလိုက်သူ့လည်းထပ်ပြီးတော့ copy ကို paste လုပ်လိုက် အဲသူတို့ကတင်ကြအောင်တော့အရင်လုပ်ရမယ်နော်ဒီနှစ်ခုကထပ်သွားတဲ့အချိန်ကြာမှကျွန်တော်လှည့်တဲ့အချိန်ကြာတော့ကွက်တီလာကြမှာလေနော်အမရိုတိတ်မှာလေဒီမှာဘလောက်ကဲဟုတ်ပြီတို့ကဒီလိုမျိုးဂျားပေါ့ဒီလိုမျိုးဂျားရှိတဲ့နေရာပေါ့ဒီလိုဖြစ်တဲ့နေရာပေါ့ဒါဆို45 45ဆောင်းတာဖြစ်နော်45 45ဆောင်းတော့တော့သူ့ကိုညာဘက်ကို45ဘယ်လိုဆောင်းမလဲဆိုရင်ကျွန်တော်ဒီတဲက format တရားပဲတော့ဒီ rotate ထမှာဒါဒါဒီမှာကသူက60ပဲပြထားတာဟုတ် ဲ့တော့ more rotational option နဲ့သွားမယ်နော် more rotation option နဲ့သွားမယ်ဒီနေရာမှာ rotation ကို degree change ပြရမယ်45 degree ဆောင်းမယ်45လောက်ပဲဒါ45လောက်ပဲအဲ့ဘက်ကျွန်တော် copy ကူးမယ် paste လုပ်မယ်နော်သူ့ကို copy ကူးထားမယ်ပြီးတော့ဒီတပောင်လုံးပေါ့နော်ဒီအားလေးပြောနော်အဲ့ copy ကူးမယ် paste လုပ်လာမယ်ပေါ့ကြည့်ပြီးသူ့ကြတော့တို့တွေခုနလိုပဲတထထဲကြောင်းအရင်လောက်ထားလိုက်လွယ်အောင်ဆုံး မြားလေးနေပဲကျွန်တော်လှရွှေလာနော်အလွယ်ဆုံးကတော့အလှရွှေလာအခုပြီးသူကညှိသွားပြီဆိုတော့ဆိုရင်သူ့ကိုနောက်ထပ်45ထပ်ပေါင်းလို့90ရွှေလာပေါ့နော်90အ90ကိုထပ်ပေါင်းတော့90 45ထပ်ပေါင်းတော့135ပေါ့อืมครับครับมาตะคุณโดดตะ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 แห่ไปป่ะแล้วตรุอย่างนี้นี่เปล่ามั้ยป่ะดานี้อวายอย่างเปล่ามั้ยป่ะแล้วตรุจอยนี้ သူ့ယူရဲချင်းမှာလည်းသူကသတိထားမှာနော်ဒီအလေကောင်ဒီကောင်လေးပဲယူရမှာနော်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီဘောင်ကြီးကိုယူထားမိတဲ့အချိန်တိုင်းဒီဘက်အချမ်းမှာမြားရှိတယ်လေဒီဘက်အချမ်းမြားရှိတော့သူ့ယူလာမှာအဲ့လိုပေါ်လာလာမှာအဲ့ဒါလို့မရဘူးဒီဘက်ကဒီနေရာလေးပဲယူရမှာအဲ့ဒီအချိန်တိုင်းမှာဒီမှာရှိတ်ခွတ်သွားလိုက်တော့ဒါတက်ခုပြန်မှာနော်အာဒီမှာငါကြတော့လေဒီအလေကောင်လေးပဲယူမယ်သူစိတ်နေလို့လည်းမဟုတ်ဒီတော့ဟုတ်ပြီဒီကောင်ကကြတော့အပြားလေးပဲပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင် သူ့ကိုလှည့်မယ်ဆိုရင်အဲ့ပုံစံနဲ့တော်လို့ရပြီ။တော့ပေါ့နော်။အဖေကနေပြီးဒီများလေးထုတ်ပြစာလေးထုတ်ပြမှာ။အဲ့ဒါလည်း insert ကိုတောင်းမယ်။ shape ထဲတောင်းမယ်။ကျန်ဒီမှာစကားပြောတဲ့အချိန်ကျအများထုတ်တဲ့ပုံလေးတွေပါတယ်ဗျ။ဒါမျိုးလေး။နော်အဲ့ဒီကကိုကြိုက်တဲ့ပုံစံတော့ကြည့်တော့မယ်။အရင်ဆုံးဒီလို list ဆွဲလိုက်မယ်ပေါ့။နော်အဲ့ဒီဆွဲထားပြီးပါရင်အဲဒါ position ကိုကြိုက်တယ်လို့ပြင်ဒီများလေးနဲ့ကိုထားခြင်းနဲ့နေရာလေးကိုလူတွေတည်ပြီးထားလိုက်ပေါ့။ အမြင်ရပြီသဘောလားဟုတ်ပါပြီအဲဆိုရင်ကျွန်တော်ကဒီမှာဆိုရင်အဲ့ပုံစံအတိုင်းလေးလုပ်သွားလိုက်တာအဲဒါကနံပါတ်၁ slide မှာတော့ဒီတိုင်းလေးလုပ်ထားလိုက်တယ်နံပါတ်၂ slide မှာဒီတိုင်းလုပ်တယ်နံပါတ်၃ slide မှာဒီလိုလုပ်ထားတယ်ပြီးတော့မှအဲ့ဒီ၃ခုကိုကျွန်တော်ကရွေးလာပြီးတော့ transition နဲ့ကနေပြီးတော့ဒါလေးသွားနေလာမှာပေါ့နော်အဲသူကတစ်ခုနဲ့တစ်ခုပြောင်းနေချင်းညာရင်ရွေးပြောင်းမှာဖြစ်ပါတယ်အလုံးမဲ့ကျွန်တော်တို့အခုလောက်ပြသွားတဲ့ shape တွေကိုဘယ်လိုလှည့်မလဲဆိုတဲ့ဟာရဲ့အန်ခါ point ရကိုနားလည်ပါမယ်လို့ယူဆပါတယ်နော်အားလုံးပဲအဆင်ပြေကြပါစေအခုလိုဗီဒီယိုလေးတွေကိုအဆင်မပြတ်တင်ပေးနေမှာဖြစ်ပါတယ်အများတန်းလေးကြည်နေကြည်နာအောင်ဗီဒီယိုတစ်လေးတွေတင်နေစမ်းအများတန်းမြင်အောင်ဆိုပြီးတော့ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးသားကြပါအောင်နော် like and subscribe လေးလုပ်ပေးသားကြပါအောင်ဒီတမန်ခင်ဗျာ